တချို့ဟိုအမတွေဆိုရင်လေသူတို့နဲ့ရွယ်တူဆိုပေမဲ့မျိုးလုံးထဲမှာခက်လေးလို့ပဲမြင်နေတဲ့အဲအဲ့လိုမျိုးပေါ့ကောင်းငယ်တော့ခက်လေးမျက်နှာနဲ့ တိတ်ပြီးတော့မပြောင်းလဲဘူးဆိုတော့လေမျိုးလုံးထဲမှာလူကြီးလို့တိတ်မမြင်တာလည်းရှိရရှင်အာဘယ်အချက်တွေကြောင့်လဲတော့တမီးလည်းတိတ်မပြောတတ်ဘူးဒါပေမဲ့တမီးအဲ့ကရိုက်တော့ဟာတမီးရဲ့ဟိုမျက်နှာကိုပေါ့လူတွေမှတ်မိမယ်လို့တမီးတိတ်မထင်ဘူးပေါ့နော်ဒီကတော့ဟိုပြောင်းဖို့အစီအစဉ်မရှိဘူးဒါပေမဲ့အဲ့ MRT4 ရဲ့ဝင်တော့တမီးနဲ့နမတူရဲ့အမတယောက်ရှိရရှင်အဲ့အဲ့အမနဲ့ကခဏခဏလူတွေကမှားကြရလေငငယ်တော့ဟာငငယ်တော့ပုံနေကြည့်ရင်တော့အမြဲငငယ်ပေါ့ပြန်ရောက်သွားသလိုပဲရှင်အမေကငငယ်ကအဲအဲ့လိုမျိုး ရှူတင်သွားရင်ရှူတင်လိုက်တဲ့ပုံတွေအမေကရိုက်တယ်ပေါ့နော်တပုံတွေကအပြည့်ပဲအဲ့တော့ရိုက်တဲ့စကားရဲ့ VI တက်စင်းနေရမိရှိမှရှိရဲ့ တမီးနမန်ကနန္ဒဆန်ဖြစ်ပါတယ်။ငယ်တော့ကတော့တမီးနမန်ကအိဆောက်ယုံနန္ဒဆိုရဲနမန်နဲ့ခလီတိုဆောင်ဆက်တိုက်လုပ်ခဲ့ရပါတော့။ဒါပေမဲ့တမီး MRT4 ဝင်တော့အဲဆရာတီကနမန်ပြောင်းပြီးရဖြစ်အဲနမန်သူကြီးလို့ဆိုပြီးတော့အဲနတ်ထဆန်ဆိုပြီးတော့ဖြစ်သွားတာပါ။ခလီတိုဆောင်နဲ့ကတော့တမီးက6နှစ်တမီးရဲ့ရိုက်ခဲ့ရပါတော့။6နှစ်တမီးမှာအဲ MRT4 မှာခစ်စားရဲအဲခစ်တော့ခစ်ခစ်ဖြိုးဆိုပြီးရရှိရရှေ့ဆရာဦးသိန်းဟန်ဖီနစ်ဟို စီစဉ်နေပေါ့နော်အဲ့ဒီဟာလေးမှာ MRT ဖုန်းမှာပဲစာပြီးဝင်ပြိုင်နေရှင့်ဝင်ပြိုင်ပြီးတော့အဲ့နောက်ပိုင်းကျတော့တမီးရဲ့အဖွာဒေါကီခင်ကြီးရပေါ့နော်သူ့ရဲ့ shooting တွေကိုလိုက်ရင်းနဲ့အဲသူကတမီးလေးရိုက်ချင်လားလို့မေးတော့အာတမီးကရိုက်ချင်တယ်ပေါ့ရိုက်ချင်တယ်ဆိုတော့အဲ့မှာ အဲပထမဆုံးစက်ကားလေးပေါ့နော်အမနေမင်းရဲ့တမီလေးဖြစ်အာဆက်ပြီးတရုတ်ဆောင်ဖြစ်တာပါရှင့်အဲ့ရနေဆက်ပြီးတော့ရိုက်သွားရိုက်သွားနေနဲ့အာကား40ကျော်လောက်ပေါ့နော်6တန်းတမီရဲ့ဘယ်လိုပြောမလဲ7 7အဲ့အရွယ်လောက်ထိရိုက်ဖြစ်တယ်ရှင့်နောက်ဆုံးရိုက်ခဲ့ကတော့ရွှေကြာဆိုရဲရုပ်ရှင်ကားပေါ့နော်မမောက်ဖူပင်းငယ်ဘဝအနေနဲ့တရုတ်ဆောင်ကအဲ ်ဟုတ်ဝေးသွားတယ်လို့ပြောလို့ရရှင်ဘာလို့လဲဆိုတော့6တန်းနှစ်မှာနှာပြီးတော့ဆက်တန်းပြီးမှလေ MRT4 ရဲ့ပြန်ဝင်တာဆိုတော့ဂျာထဲမှာ9နှစ်6နှစ်လောက်တော့ပြိတ်တဲ့အလံဝေးသွားတယ်ပေါ့နော်တမလဲအဲ့ဒီအချိန်မှာဆာပဲအာရုံစဖြစ်တော့လေဟုတ်ဟုတ်တယ်ဂျာပထမတော့ဟိုပြောင်းဖို့အစီအစဉ်မရှိဘူးဒါပေမဲ့အဲ့ MRT4 ရဲ့ဝင်တော့တမင်းနဲ့နာမည်တူရဲ့အမတယောက်ရှိရရှင်အဲ့အဲ့အမလည်းကခဏခဏလူတွေကမှားကြရလေဟို ဒီအမလားညီမလေးလားဆိုရင်နာမည်မြင်အောင်လည်းဘယ်လိုမှားကြရဲမှားကြတော့ဆရာကိုပြောတော့ဆရာအာနာမည်ပြောင်းလိုက်တာဗောနောနာမည်ပြောင်းတယ်ဆရာပြောင်းပြီးရဲ့နာမည်လေးနဲ့ပဲဆက်လုပ်တာဟိုတေချာတာတခုတူတာတော့ဟိုတမီ2010ခုနှစ်အဲခေရှိုးစာဝင်ပြိုင်တော့ကလည်း MRT4 မှာပဲဝင်ပြိုင်ပြီးတော့လူလူတိခဲ့ရများရဲ့ဗောနောအခုအာ2023မှာ MRT4 လည်းပြောင်းဝင်တော့လဲ MRT4 ဆိုတော့ MRT4 ကတမီရဲ့ဟိုပြောရမလဲညီတော်မြောက်ပြည်ရဲ့နေရာများဖြစ်နေသလားမသိဘူးရှင့်ဟုတ် အာဘယ်အချက်တွေကြောင့်လဲတော့တမီးလည်းတိတ်မပြောတတ်ဘူးဒါပေမဲ့တမီးအိတ်ကရိုက်တော့ဟာဟိုအတက်က78ဟောအချက်ဆုံးသူရဲ့အထုပ်ပတ်တီတမီးရဲ့ပွဲထွက်ကာပေါ့နော်ဆရာစဘူးတင်းတက်လင်ရိုက်တာအာရိုက်တော့ဟာတမီးရဲ့ဟိုမျက်နှာကိုပေါ့လူတွေမှတ်မိမယ်လို့တမီးတိတ်မထင်ဘူးပေါ့နော်ဒီဒီဟာလူကြီးဆက်ကောင်လည်းဖြစ်တယ်ပြီးတော့အာခလေးဆန်နဲ့အကွက်လေးလည်းမပါဘူးတက္ကသိုလ်ကျောင်းသူဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒီမြမမမိလာကိုထင်တာဒါပေမဲ့ပြည့်သက်တရားတော်တော်တော်ရလို့ပြောရမယ်ရှင်ဟိုငငယ်တော့ရှုပ်နေအခုရှုပ်နေလေ ဟိုတေချာဖမ်းမိကြရတယ်။တမီးအကောက်မှာလည်းငငယ်တော့ပုံတင်ထားတာမရှိဘူး။အခုမှတင်ပြတာပေါ့နော်။အဲ့ဒါကိုမတင်ဘဲနဲ့ကိုသူတို့ကမှတ်မိနေကြတာ။ဟာသာလူရေချုံကားရဲ့အတမီး MRT4 မှာငငယ်တော့ဆက်လက်တွဲနဲ့တွဲရိုက်ခဲ့ရပေါ့နော်။လူရေချုံတို့အဲချစ်သူထွန်းနဲ့အခေဟာတော့အဲလူရေချုံကတော့နည်းနည်းပိုတိများသွားအကျော်ရောင်းနဲ့ကောက်မလေးဆိုပြီးတော့အဲကောက်မလေးနဲ့အဲကောက်မလေးမလားဆိုပြီးတော့အဲ့လိုမျိုးသူတို့တွေပဲတိနေတာအဲ့လိုမျိုးပေါ့နော်။ဘာမှတော့မတင်မဲနဲ့တော့တိနေရရှင်ဟုတ်ဟုတ်တော်တော်ဟုတ်ပါရဲ့။ မျက်ငံကောင်းလို့ဆိုပြီးတော့ပြိတ္တကတော့ဘယ်အချိန်မှဆိုမေတ္တာတရားကတော့ပြေဝနေရပေါ့နော်သူတို့ရဲ့ဟိုအချက်တရားငငယ်တော့ကလည်းချက်တယ်အခုလည်းအပြစ်ပြောစရာမရှိအောင်ချော့ဆွလင်ဇက်ကောင်နဲ့ပြန်ထွက်လာတဲ့အချိန်မှာသူတို့အများကြီးကိုဝိုင်းချစ်ပေးကြရရှင်ဟိုတချို့ကြတော့လည်း comment မှာအများကြီးချစ်ပေးရသူရှိရဲ့အာတချို့တလေကြတော့လည်းမချစ်ပေးရသူဆိုတော့မရှိဘူးရှင်အကောင်တော့အကောင် comment နေပဲ negative comment တခုတော့မတွေ့ဘူးပြိတ္တတွေရှိရလीဟုတ်တိစေချင်တယ်ဒါပေမဲ့ဟိုတိပမလားဆိုတော့မတိတကယ်လို့ပြိတ္တမတိရင်လည်းလို့ တကူတကရေကိုပြောပြလောက်မယ်မထင်ဘူးငငယ်တော့ကလှုပ်ဖြစ်တာလေးကိုပေါ့နော်သူမေးရင်တော့ပြောတော့ပြောမယ်ဒါပေမဲ့ဟိုပုံနေပါရေတော့တင်ဖြစ်တာလို့အကောင့်ထဲမှာညီမရဲ့ social media အကောင့်တို့တော်တော်အကောင့်ကိုမှတိတ်မရှိဘူးပေါ့နော်မရှိရတဲ့အတွက်ကြောင့်မလို့တကူတကရေရောပြည်သက်မမှတ်မိနော် ပြောပြလို့မယ်မသိဘူးပြိတ္တအရန်ကိုဘယ်လိုပြောရမလဲညံကောင်းပြီးတော့တိနေရဲ့အတွက်ကြောင့်မလို့ဒီဟာပို့ပြီးအဆင်ပြေသွားတယ်အဲ့လိုမျိုးညီမတို့တိရဲ့အတွက်ကြောင့်မလို့လဲအများကြီးကျေးဇူးတင်မဆုံးဖြစ်မိရပေါ့ရှင်ဟုတ်ငငယ်တော့ငငယ်တော့ပုံနေကြည့်ရင်တော့အမြဲငငယ်ဘောကိုပြန်ရောက်သွားတယ်လို့ပဲရှင် အမေကငငယ်ကအဲ့လိုမျိုး ရှူတင်သွားရင်ရှူတင်လိုက်ရတဲ့ပုံတွေအမေကရိုက်တယ်ပေါ့နော်ဖုန်းနဲ့ရိုက်တယ်ရိုက်ပြီးတော့အဲ့လိုမျိုးအဲ့လိုအဲ့ခေတုန်းကတရတယ်ဓပုံဆိုင်လေးလားမသိဘူးဓပုံလေးကူတာလေအဲ့ဒါလေးအမေက eleven အပြည့်နဲ့နှစ်ခုသုံးခုလုတ်ပြီးတော့ဓပုံကြီးကအပြည့်ပဲအော်ရိုက်တဲ့စကားရဲ့ဗီအိုင်တက်စင်းနေရမရှိမှရှိရရှိတော့တစ်ခါလေးကြာရင်တော့ချီပြတဲ့ခါကြာရင်အာငငယ်တော့ပေါ့နော်အရန်ကိုဝါနာပါရဲ့အလုံးနဲ့လုံနေရတဲ့အလုံးနဲ့အရန်ဆန္ဒနဲ့ထတ်တူချခဲ့တော့ဆက်ရမ်းပြီးတော့လေအဲ့အမေတိန်းထားတဲ့အယ်ဘမ်လေးကြီးကြောင့်ပဲတမီးကဒီ ် MRT4 ကိုပြန်ဝင်ဖို့ပဲချိန်မှန်းခဲ့တာပေါ့နော်ချိန်မှန်းတော့လည်းဆရာတီရဲ့အဲဒီမမေသူဆိုးရဲဒိုင်နေရတမီးကိုအဲ့လိုမျိုးမှတ်မိကြရဲအဲ့တော့ကလည်းလေမှတ်မိပြီးတော့ဆရာကတမီးကိုရွေးချယ်ခဲ့ရပါတော့တမီးက MRT4 ဝင်တော့အရက်ကငါးဖီတုံးနဲ့ဝင်ခဲ့ရရှင်ဟုတ်အဲနေတရုတ်ဆောင်လို့ဖူးလာရဲဟုတ်ကဲ့ဆရာလောက်ဘူးရဲလို့တမီးငယ်ကလူချုံမှရိုက်ဘူးရဲအော်အဲအားကြောင့်မို့လဲမြင်ဘူးရဲထင်နေရဲဆရာအဲ့လိုမျိုးပြောရရှင်ဟုတ်ပထမဆုံးဝင်တော့ ဖွေချစ်ပေးမယ်ဆိုရင်တော့ကောင်းတာပဲရှင်။တမီးကတော့ပြေးတော့အမြဲချစ်ပါတယ်။ပြီးတော့အမြဲလေးစားပါတယ်ရှင်။တချို့ဟိုအမတွေဆိုရင်လေသူတို့နဲ့ရွယ်တူဆိုပေမဲ့မျိုးလုံးနဲ့မှခက်လေးလို့ပဲမြင်နေတဲ့အဲအဲ့လိုမျိုးပေါ့။ကောင်းငယ်တော့ခက်လေးမျက်နှာနဲ့တိတ်ပြီးတော့မပြောင်းလဲဘူးဆိုတော့လေမျိုးလုံးနဲ့မှလူကြီးလို့တိတ်မမြင်တာလည်းရှိရဲ့ရှင်။ဒါပေမဲ့လူကြီးဆက်ကောင်ပေးလာတဲ့အခါကျရင်တော့အထိုက်တင်လျောက်ကြိုးစားပြီးတော့လူကြီးတယောက်လိုမြင်အောင်ကြိုးစားပါမယ်လို့။ဟုတ်ကဲ့ရှင်။အာအဲ့ကညီမ MRT4 မှာဆောက်ရုပ်ချုပ်ပြီးတော့6လလောက်နေတော့ပထမဆုံး casting ဝင်ပြီးတော့ ပထမဆုံး customer ပဲအောင်းသွားပြီးတော့ရိုက်တဲ့ car ရှင်ဟာအာအရှင်းဆုံးသူရဲ့ထုတ်ပတ်တိပါအရှင်းဆုံးသူရဲ့ထုတ်ပတ်တိမှာညီမတက္ကသိုလ်ကျောင်းသူပေါ့နော်တက္ကသိုလ်ကျောင်းသူကိုညီမအင်းလေးသူအင်းလေးရမိဘရင်နဲ့ခွဲပြီးတော့တောင်ကြီးတက္ကသိုလ်မှာညီမစာအေးလာတက်တာပေါ့နော်ညီမစာမိချာနဲ့လာတက်တာ အာလာတက်ပြီးတော့အဲ့မြလေးတို့မြလေးအဆောင်မှာငှားနေရပါတော့အဲငှားနေတငယ်ချင်းတွေလေးရောက်တာအပြပြောရွှေရွှေနေရတယ်ပထမဆုံးတခြားကတော့ရှစ်ဆုံးသူရဲ့အထုပ်ပတ်တီကိုကြည့်ရတဲ့အခါမှာဟိုတက္ကသိုလ်ကျောင်းသူဘဝအဆောင်နေရဘဝကိုပထမဆုံးပြန်တည်ရမိမယ်ထင်တယ်ရှင့်ဟိုဝတ္ထုတွေကအတိုင်းဆိုပေမဲ့ပေါ့နော်အဲ့ဒီဟာလေးကတော့ပေါ်လေးစိမဲ့အချက်လေးပေါ့အဲနောက်ပိုင်းဆက်အလယ်မှာဆိုရင်တော့အဲ့မြလေးရဲ့အခြေရေးခြေရာရေးပြီးတော့ညီမရဲ့အဲ့လိုညီမရဲ့ဆို story လေးလည်းတတ်တတ်ရှိလို့တယောက်ချင်းစီရဲ့ story လေးလည်းတတ်တတ်ရှိလာမယ်ရှင့်အဲ့လိုမျိုးဆိုတော့အဲ့ကြည်ရပြေးတတ်တော့စိတ်မပြေး ြက်စီရအောင်အဲရတမျိုးစုံမြောက်မယ်လို့ညီမကတော့ထင်ပါတယ်အဲညီမရဲ့ဇက်ကောင်နံပါတ်ကတော့ချော်စုလင်ပါရှင်ဟုတ်ဟေငယ်တော့ကဆိုရင်တော့ဆက်လက်ဆက်ကားနံပါတ်ညီကတော့နည်းနည်းဟိုနည်းနည်းများတော့လေတိတ်ပြီးတော့မမမီရောဒါပေမဲ့ရိုက်ခဲတဲ့ဆက်မင်းသားရဲ့အနေနဲ့ကတော့ကိုနေမင်းပြီးတော့ကိုပြည်တီဦးပြီးတော့ကိုနေတိုးပြီးတော့ကိုခန့်စီတူး အဲ့ဒီမင်းသားရေနဲ့ညီမရိုက်ခဲ့ရရှင်သူတို့နဲ့တူမာလေးလှုပ်လိုက်တမီးလေးလှုပ်လိုက်အဲ့လိုမျိုးပေါ့နော်ပြိတက်အများဆုံးတည်ရဲဆက်ကားဆိုရင်ရွှေချာနဲ့လူရီဂျုံဆက်လန်အတွဲပေါ့နော်ရွှေချာကတော့မမဖွေဖွေအကယ်ဒမီရသွားတဲ့ကားဆိုတော့လေအဲ့ကားလေးမှာတော့နည်းနည်းလေးလူတိများသွားတယ်ပေါ့လူရီဂျုံကကျတော့အာညီမငါလေးတန်းလေးတန်းပြီးတော့ငါလည်းကြောင်းတက်တော့အဲ့ကားရိုက်တော့အဲ့ခက်ကလည်းလူရီဂျုံကပေါက်နေရဆိုတော့လေအာရိုက်တာကိုတောင်းရိုက်တာပေါ့နော်အဲ့အဲ့ကားလေးမှာတော့ အကျော်တဲ့အေးချီမဆိုရဲဟိုဟာဆရာထွန်းနိုင်ရိုက်ခံရတဲ့ character လေးနဲ့နည်းနည်းလူသိများသွားရရှင်ဟုတ်ပိတက်ကတမီးကိုအများကြီးမှတ်မိပြီးတော့မြစ်တာအများကြီးပေးရအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပိတက်ရဲ့မြစ်တာနယ်ပဲပေါ့နော်ဒီလမ်းကြောင်းပေါ်ရှေ့ဆက်နေရတဲ့အတွက်ရှေ့ရှောက်လည်းအများကြီးအားပေးသွားပါအောင်အားလုံးအများကြီးကျေးဇူးတင်ပါတယ်ရှင့်ပတ်တာ